ုကြောင့်ဘာသာအမွေကျူးလင်းနိုင်ပါစေမွေလာတော့ရပက်လက်ဆိုပက်လက်ကမောက်ရဆိုမောက်ရကသားလေသမီးလေးများထငိုကြရင်ချင်းမဲကိုင်းမိလက်မကိုင်းမိနဲ့ကရုဏာတွေတက်နေတာအရွယ်ရောက်လို့တီတီတာတာအရွယ်ရောက်လို့တီတီတာတာ ပြောတတ်တယ်လိမ်မာတယ်အကင်းပါမယ်ဆိုရင်တော့တပြုံးပြုံးနဲ့ဝမ်းသာမှုလို့ခေါ်တဲ့မုဒိတာပြုံးနေတဲ့ အဖေရော အမေရောပိသရေတပြုံမြုံနဲ့အဲ့ဒီနောက်ပညာတွေပြည့်စုံလို့ကိုရှင်တော်ဘုရားရတည်ပြီးတော့ကိုဘဝကိုထူထောင်တော်မယ်ဆိုတော့ဟဲ့ငါသားပညာနဲ့စိတ်ချရပြီငါသားဆက်ဆံရေးနဲ့တိုးတက်နိုင်တယ်ငါသမီးအပြောဆိုနေတော့သူတို့မိသားစုတွေစီးပွားဖြစ်လောက်တယ်ငါသမီးကလဲတယ်အဲ့ဒီလိုစိတ်ချလက်ချနဲ့ ဥပက္ခပြုတ်ပြီးတော့ဘေးနာကနေပြီးတော့မြောက်စားနေတတ်ကြတယ်တဲ့မိဘတွေဟာလေသာသမီပေါ်မှာမွေးတဲ့ချိန်ကစားပြီးတော့အိမ်အောင်ကြတဲ့အထီးမကောင်းနာကို မကောင်းမှုလို့သင်ပေးတယ်ကောင်းနာကိုကောင်းမှရိပ်မိလောက်သင်ပြပေးတယ်စာတွေ့လက်တွေ့ပညာသင်ပေးနိုင်တဲ့ဆရာသမားထမလည်းပဲအပ်ပြီးတော့ပညာသင်ပေးတယ်လက်ထပ်ပေးခြင်းကြရင်လည်းပဲ လက်ထပေးတယ်။အရင်အနည်းနဲ့ထုတ်ပေးတယ်။အဲ့တော့မိဘရဲ့ဝတရား၅ပါးတဲ့မိဘဝတရားဘယ်နှပါးလဲ။အေးအဲ့ဒီအချက်၅ချက်နဲ့မိဘတွေဟာသာသမီပေါ်မှာဆောင်ရပြီးတော့နေတယ်တဲ့။ဒါကြောင့်မိဘတွေဟာကျေးဇူးများတဲ့မိဘတွေပါများလဲ။စကားကဘယ်တိုက်ကျေးဇူးတဲ့။ရေတော်ဇာဝဲနဲ့ဇူးတာပဲ။သောသောထွက်တဲ့အတန်းကကျေးစုတဲ့ပါတယ်လေ မိဘတွေရဲ့ငယ်စဉ်တောင်ကြီးကစူးဝင်နေတဲ့မေတ္တာဟာသာသမီတွေရဲ့ယင်ထဲမှာနှလုံးသားထဲမှာစူးဝင်နေတာဒါကြောင့်ဂျေစုဘာလို့ခေါ်တယ်လဲလဲအေးအဲ့ဒီလိုဂျေစုကြီးတဲ့မိဘနှပါကောနှစ်ပေါင်း100ကာလပတ်လုံးပခုံးဟာတင်ပြီးတော့လုံကျွေးပေးမယ်လို့ဂျေစုမကြည်ဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်မိဘတွေထာမရှိတယ်မေတ္တာတွေကရုဏာတွေမုဒိတာတွေဥပေက္ခာတွေက ပင်လဲရေထက်များတယ်တဲ့။ဗာရေတဲ့များတယ်။ပင်လဲရေကမှတစားတသခန်းချောက်နိုင်သေးတယ်။မိဘနှစ်ပါးရဲ့မေတ္တာရေကတော့ဘရောမှမခမ်းဘူးတဲ့။လိမ်မာတော့လဲအလိမ်မာတုံးလေတဲ့။လိမ်မာတော့လဲဗာရဲလဲ။လိမ်မာတော့လဲအလိမ်မာတုံးလေးမို့မလျှော့ဘူး။မိုက်ပြန်တော့တဲ့မိုက်ပြန်တော့လဲမိုက်ခဲလေးတဲ့မိုက်ပြန်တော့လဲဗါတဲ့လဲ မိုက်ပြန်တော့လဲမိုက်ကလေးဆိုပြီးတော့ပို့လို့တော့ချစ်ကြတယ်တဲ့မိဘတွေမှာမေတ္တာစိတ်နဲ့ချစ်နေသမျှတော့သာသမီအပြည့်ကိုဘရောမှမမြင်နိုင်ဘူးတဲ့သာသမီနဲ့ပတ်သက်လာရင်မိဘတွေကအကန့်နေတဲ့သာသမီနဲ့ပတ်သက်လာရင်မိဘတွေကဘာတွေလဲတရားလည်းပဲသာသမီဘက်ကပဲမတရားလည်းပဲသာသမီဘက်ကပဲ ။အဲမိဘမေတ္တာဟာသာသမီပေါ်မှာထားတာ။သာသမီနဲ့ပတ်သက်လိုက်မိဘတွေကအကန်းသွားတာပဲတခါလေ။ဘာဖြစ်လို့လဲဆိုမေတ္တာကကြီးနေလို့ဘာဖြစ်လို့လဲ။အေးအဲ့ဒီလိုကျေးဇူးကြည်မာတဲ့မိဘများကို သာသမီဝတရားများနဲ့ပြုစု လုပ်ပေးပြီးတဲ့အခါတဲ့သရမရှိသေးတဲ့မိဘကိုသရတရားဖြစ်ပေါ်လာစေဖို့လို့သီလတရားမရှိတဲ့မိဘကိုသီလတရားဖြစ်ပေါ်လာစေဖို့လို့နှုတ်စောတိုက်တော် ကိုကြီးဆောင်ရပေးရတယ်တဲ့ဂျေစုတရားကိုဂျေစုများတာနဲ့ဆက်မှဂျေစုကြည်တယ်တဲ့ဒီစကားလေးသေချာမှတ်ပါမိဘတွေသာသမီပေါ်မှာတင်နေတဲ့ဂျေစုတရားကိုဘေးတတ်တဲ့ဂျေစုများတာနဲ့ဆက်မှဂျေစုကြည်တယ်ဗာများတာနဲ့ဆက်မှကျေးဇူးများတာနဲ့ဆက်မှကျေးဇူးကြည်တယ် အဲ့တော့ဒီနေရာမှာသာသမိရဲ့ဝတ္တရားကဘာလဲကြွေးမွေးမပြေဆောင်ရဲ့စီမံမွေခန့်ထိုက်စေလူများဝေ၍စောင်းလေမျိုးနဲ့ဝင်ကားသွဲကျင့်ဝဲသားတို့တာကျင့်ဝဲသမီးတို့တာတဲ့ကြွေးမွေးမပြေဆောင်းလျှောက်ထားရမယ်မိဘမလုံနိုင်တဲ့စီဝါရေးကိစ္စကြားဝင်ပြီးတော့ဆောင်းရဲ့ပေးရမယ်အဲ့ဒီလိုဆောင်းရရင်ဆောင်းရရင်နဲ့ကိုရှာလို့စီဝါတွေဖြစ်လာပြီဆိုရင် တဏမှာမဝင်စေနဲ့တဲ့ဘာမဝင်စေနဲ့တဲ့အေးမိဘထူထောင်ခဲ့လို့စီးပွားဖြစ်လာတာမိဘရဲ့အမွေနှစ်ကိုဆက်ခံပြီးတော့မှဒီစီးပွားရေးလုပ်ငန်းကိုကိုနောက်ကလိုက်ပြီးတော့လုပ်ရတာမို့လို့မိဘနဲ့သားသမီးကြားမှာသားသမီးကမိဘတဲ့စီးပွားအရှိန်တက်လိုက်ဒဏမှာဝင်တတ်တယ်တဲ့ဘာဝင်တတ်တယ်တဲ့လေအေးဒဏမှာဝင်တတ်တဲ့အဲ့ဒီမှာမဝင်စေနဲ့တဲ့ သမွေခန်းတိုင်းတဲ့သာသမီဖြစ်အောင်ပေသတဲ့အနေထိုင်ကြည့်လျာမယ်မိဘကိုမိပြီးရလာတဲ့ဘဝရလာတဲ့ဥစ္စာပစ္စည်းကိုလှူဒန်းတဲ့နေရာမှာလည်းပဲတဲ့မိဘတွေကိုကုသိုလ်ရစေခြင်းနဲ့ဆန္ဒနဲ့ကုသိုလ်လှုပ်တိုင်းလှုပ်တိုင်းဥထိတ်ထားရမယ်ကုသိုလ်လှုပ်လဲလှုပ်တိုင်းပါတယ်လေဒါကြောင့်ဘယ်နေရာမှာပါလေလှူလို့မိဘနှစ်ပါးဥထိတ်ထား၍မိဘနှစ်ပါးရည်စူး၍ အသက်ထင်ကြရှိသေးရင်ဥထိတ်ထားပါအသက်ထင်ကြမရှိသေးရင်ရည်စူးပါအေးအဲ့ဒီလိုမိဘတွေကိုကုသိုလ်ရစေခြင်းနဲ့ဆန္ဒနဲ့ကုသိုလ်လုံတိုင်းလုံတိုင်းဥထိတ်ထားပြီးတော့တိုင်မြင်ရမယ်အမြဝေရမယ်နောက်တခါအိမ်တောင်ဘက်ရွေးတဲ့နေရာမှာလည်းပဲတရားရှင်ကိုယ်တော်မြတ်ကဟိုမှာပြောထားပြီးပြီကျွေးမင်းမပြေဆောင်ရဲ့စီမံမွေခံထိုက်စေလူမြဝေရွေးတဲ့မွေခံထိုက်စေကို့ဆွေမျိုးကို့လူမျိုး နော်စောင့်လေအမျိုးနဲ့အမျိုးနဲ့ကိုစောင့်ရမယ်တဲ့အမျိုးတူဘာသာတူတဲ့သူနဲ့သာလင်ရွေးပြီးတော့ယူရမယ်အမျိုးမတူဘာသာမတူနဲ့ယူတော့ဘာဖြစ်လဲသာသမီစိတ်ဆင်းရဲနေကြတော့မိပါလဲစိတ်ဆင်းရဲပြီးတော့မျက်ရည်ကျမကျရဘူးလားအေးဒါကြောင့်မိပါမျက်ရည်ကြီးငယ်ကြအောင်ဘရော့မှမလို့ရဘူးတဲ့မိပါမျက်ရည်တစ်ပေါက်ကျသွားတာဟာလေ ရေနွေးအိုတအိုလောင်းချခံရတာတဲ့ပို့ပြီးတော့ပူပြင်းတယ်ဥပမာဘာနဲ့ပေးတာတော့ဆိုရင်တော်တလင်းလာမှထွက်တဲ့နေတဲ့ဘယ်လာမှထွက်တဲ့နေတော်တလင်းလာမှထွက်တဲ့နေဗမာစကားရှိတဲ့ပရိသတ်ရေတော်တလင်းနေပဇွန်သေးတဲ့ဗါတဲ့လေတော်တလင်းလာမှထွက်တဲ့နေကဘာဖြစ်လို့တခြားလာမှထွက်တဲ့နေတွေတဲ့ပို့ပြီးတော့ ပူပြင်းတာလဲဆိုရင်နဲ့အပူနဲ့အေးတဲ့ဘာနဲ့ဘာနဲ့လဲစမ်းကျင်ပဲတိုက်ခိုက်ပြီးတော့မှထွက်လာရတာတော်တယ်လင်းလားဆိုတာဝါတွင်ကြီးတော်တယ်လင်းလားဆိုတာဘာတဲ့လဲဝါတွင်ဆိုတော့ကောင်းခင်မှာမိုးသားမိုးတိမ်မိုးရိပ်တွေမရှိဘူးလားအဲ့ဒါကအေးဓာနေကအပူဓာအေးနဲ့အပူရိုက်ပြီးတော့ထွက်လာတာမို့လို့ တော်တယ်လားထွက်တဲ့နေရဒိမင်လားမှာထွက်တဲ့နေတဲ့ပူပြီးတော့ပူပြင်းတယ်မိဘတို့ရဲ့မျက်ရည်ဟာလည်းပဲပြေတတ်တယ်မေတ္တာကရုဏာမုဒိတာဥပကံဆိုတဲ့ဗျာမာ စိတ်ရှားကနေပြီးတော့ထွက်လာရတဲ့မျက်ရည်မို့လို့ရေနှွေးတအိုးပူတာက အပေါ်ယံအရေပြားကိုပဲလောင်းတယ်ရေနှွေးတအိုးပူတာကအပေါ်ပြန်အရေပြားကိုပဲလောင်းတယ်မိဘတို့ရဲ့မေတ္တာစင်ရည်တဲ့တင်စားထားတဲ့စကားလေးတရားနာတော်ပြေတတ်ရဲ့ မိဘရဲ့မေတ္တာစိန်ရေးတဲ့ဗါတဲ့လေမိဘရဲ့မေတ္တာစိန်ရေးသိရင်တော့အဲ့ဒီသာသမီဘဝတလျှောက်လုံးပစ္စည်းဥစ္စာ ပြည့်စုံပေမဲ့လို့စိတ်မချမ်းသာဘူးတဲ့ပစ္စည်းဥစ္စာ ပြည့်စုံပေမဲ့လို့စိတ်ချမ်းသာတဲ့တဲ့လားချမ်းသာဘူးအိမ်တော်ရင်းစည်းစိမ်ကိုစိတ်တန်းကြခံစားနေရတဲ့ တိုက်နဲ့ကားနဲ့စိတ်နဲ့ရွှေနဲ့ငွေနဲ့နေရတဲ့သို့တော့စိတ်မချမ်းသာရဘူးတဲ့ဝေးဝေးသာမကြည့်နဲ့အဇာတသကိုကြည့်လိုက်ဘုရုသာကြည့်လိုက်အဇာတသကြည့်လိုက်အဖေကိုတတ်ပြီးတဲ့ကဘယ်မှာစိတ်ချမ်းသာလဲညဆို၁၂နှစ်တည်းချက်အိတ်မပြောဘူးအဖေတတ်ပြီးတဲ့နောက်ဟိုးမိဘရားကြီးတို့အိတ်နေကုန်ပြီသားတော်ဥရိယဘာတာမင်းသားတို့အိတ်နေကုန်ပြီမုရမတ်တော်တွေအကုန်လုံးအဲ့သူအိတ်မပြောဘူး ခဏဆောင်တိုက်ခံအပေါ်ဆုံးထက်တက်ပြီးတော့ဗဒံဘောင်ဝဲလာသာသာနဲ့မျက်ရည်တွေကြအဘိဗိတရာမင်းကြီးကိုလွန်အဲ့ဒါတညတော်ဘေးတိုင်ဂိစကုတ်တောင်းကဆူလာတိတိလို့ခေါ်တဲ့ပိတ္တကြီးဖြတ်သွားတာသူလှမ်းတွေ့လိုက်တယ်လှမ်းခေါ်တယ်အမလေးအယိုးအယိုးပြိုင်မယ်ကြောပြိုင်မယ်ထအဝတ်စားမွေးဖယ်နေဘာကောင်ကြီးတော့ပိတ္တဘယ်သွားမှလဲတမိကုသိုလ်ကောင်းမှုလုပ်မယ်ကြားလို့လူဘဝတုန်းကကုသိုလ်မလုပ်ခဲ့ဘူးလားမလုပ်ခဲ့ဘူး ရှိတဲ့ပစ္စည်းတွေတားတဲ့သမီးတွေအမွေပေးပြီးတော့ဘာကုသုံးမှမလုပ်သေတော့ပိတ်တာဖြစ်တယ်အဲ့ဒါသမီးကြီးကတန်ခါပင်ပြီးတော့ဆော့ကမဲ့တရင်ကြလို့အဲ့ဒါသမီးလှုပ်တဲ့ကုသိုလ်သာတို့ခေါ်မလို့သွားမလို့ဆိုပြီးတော့အဲ့ဒါဘုန်းကြီးတို့ပေတဝလူတော်ကြီးမှရှိတယ်ဆူလာတိတိပိတ်တာအဇာတတကိုယ်တိုင်တွေ့လိုက်ရတာအဲ့ဒါညာ7နှစ်နိုင်ခွတ်တနာကြီးလောက်အိမ်မပြောတော့အဇာတတဘုံခုနှစ်ဆင့်အထက်ဆုံးတက်တက်ပြီးတော့လေသာပြရဖွင့်ပြီးတော့အဲ့ဒါပိတ်တာနဲ့စကားပြောကမ်းရှိတယ်အဲ့တော့ မိဘတွေစိတ်မချမ်းသာအောင်မိဘကိုအမျိုးမျိုးဒုက္ခပေးတဲ့သာသမီဟာရွှေထီးရွှေနှမ်းရွှေကြံကနဲ့ဘယ်လိုပဲနေရပါတော့လဲပဲအဇတသာတနေ့မှစိတ်မချမ်းသာဘူးဒါကြောင့်မိဘတွေကိုမပြစ်ပယ်နဲ့တဲ့မိဘကိုပြစ်ပယ်ထားရင်